လိုဒီနေ့မှာတော့ကျမကကလေးငယ်လေးတွေကိုပေါ့နော်အလေးချိန်နဲ့ပတ်သက်ပြီးတော့အဲတင်ကြားပေးဖို့အတွက်အဲပြီးရင်ကလေးငယ်လေးတွေအပြင်းပြေဆော့ဖို့အတွက်ပေါ့နော်အိမ်မှာပဲရှိတဲ့ပစ္စည်းလေးတွေနဲ့ချိန်ခွင်လုံးလေးကိုမျှဝေပေးထားပါဗျာအရင်ဆုံးအနေနဲ့ကျမတို့ချိန်ခွင်လုံးဖို့အတွက်ပေါ့နော်ရေခဲချောင်းတုပ်လေးတွေမှာ အပေါင်လေးတွေဖောက်ဖို့အတွက်အမှတ်ပေးလိုက်ပါမယ် ချိန်ခွင်ဘေးကခွက်လေးတွေအတွက်အသုံးပြုဖို့အတွက်လည်းကျမတို့ရေတံမှုခွန်လေးတွေကိုအပေါက်လေးလေးဖောက်ထားပြလိုက်ပါမယ်။ပြီးတဲ့အခါမှာဆိုရင်တော့ရေခဲချောင်းထုတ်လေးရဲ့အဲပြီးွားရင်ရေတံမှုအခွန်လေးရဲ့ကိုပေါ့နော်ချိန်ခွင်ပုံစံလေးဖြစ်အောင်ကြိုးလေးနဲ့တွဲချပြီးထားလိုက်ပါမယ်။ ပြီးရင်တော့ကြံတစ်ဖက်ကိုလည်းပေါ့နော်ခုနအတိုင်းလေးပဲခြီးထားပြီးလိုက်ပါမယ်အဲတစ်ဖက်နဲ့တစ်ဖက်ပေါ့နော်ဘဲလဲညီအောင်ညှိပြီးတော့ခြီးပြီးဖို့တော့လိုအပ်ပါတယ် နောက်ထပ်ရေခဲကြောင်းထုတ်လေးတစ်ချောင်းကိုတော့ကျမတို့အလဲထောက်တိုင်းလေးအတွက်အသုံးပြုပေးလိုက်ပါမယ်။နောက်ဆုံးအနေနဲ့ပေါ့နော်ကျမတို့ဒီချိန်ခွင်လေးစိုက်ထားဖို့အတွက်အခွက်တစ်ခုတည်းကိုပေါ့နော်ဖော့ကြုံနေငယ်ထည့်မယ်ဒါမှမဟုတ်ရင်ပေါ့နော်တဲအနေငယ်ထည့်ပြီးတော့ချိန်ခွင်လေးကိုစိုက်ထားပြလိုက်မယ်ဆိုရင်လွယ်ကူရွှေရှင်းပြီးတော့ပြုလို့ရအရန်အဆင်ပြေတဲ့ချိန်ခွင်လေးတစ်ခုရပါပြီရှင်။